တာလီဇော့ပါဒီကနေ့ဖေဖော်ဝါရီလ23ရက်နေ့နရင်းဇရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမြင်းနေခင်အားတင်ဆက်ပေးတော့ပါမယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့ပေါတော်မြူနီမှာစစ်လက်ကြံဘုံတိပေါက်ကွေးလို့လူငယ်နေရောက်တည်ဆုံပြီး၄ရောက်တန်ရာရရှိခဲ့တဲ့တည်င်းအေးတိမ့်ပိုက်ဖို့ကြံရှိနေသေးတဲ့ရခိုင်ကမြို့သုံးမျိုးရဲ့လုံကြုံရေးကိုအထူးတွင့်ပြီးတဲ့နောက်မန်အောင်မြို့နေမှာငါးဖန်းခွင်းကိုထပ်မံတင်းကျပ်လာတဲ့တည်င်းနဲ့ ရခိုင်ပြည်ကိုနေကျော်၅ခုဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကရေလုံသား၁၀ယောက်ကိုအီအီကဖမ်းဆီးခဲ့တဲ့တဲ့င်းပါဝင်ထူးခြားတဲ့တဲ့င်းတွေကိုတင်ဆက်ပြီးတော့ပါမယ်ရှင်။ပေါတော်မြို့နေမှာစစ်လက်တံဘုံတီးကိုထူးကြည့်ရကနေပေါက်ကွေးလို့လူငယ်နှစ်ယောက်တေဆုံးခဲ့တဲ့အပြင်မိန်းကလေးတစ်ယောက်ပါဝင်၄ယောက်တန်ရာရရှိခဲ့ပါတယ်။မနေ့ကဖေဖော်ဝါရီလ၁၂ရက်နေ့ကမောင်မင်းစိုးထွန်းဟာ မင်းကြီးမျိုးနေစွန်ရီကြီးရွာကကောက်ယူလာတဲ့စစ်လက်တံဘုံဒီတလုံးကိုသူနေထိုင်ရာ green တွေကြီးရွာကတစ်ပင်အောင်မှာသူ့တငေချင်းတွေနဲ့စမ်းသက်ထုကြည်ရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါရီတေဆုံးသွားတဲ့ဒေသခံလူငယ်နေရောက်ကတော့ပောက်တော်မျိုးနေ green တွေကြီးရွာကကိုနီမျိုးဝင်းနဲ့ကိုကိုနိုင်တို့ဖြစ်ပါရီတရားရရှိသွားတဲ့သူတွေကတော့မောင်ငိမ့်ဆိုလင်းမောင်ဟိန်ဆိုနိုင် မောင်မင်းစုထွန်းနဲ့မမြတ်အေးခိုင်တို့ဖြစ်ပါရယ်။တရားရရှိသွားတဲ့သူတွေဟာစီကူတာမှုခံယူနေရပြီးတည်ဆုံသွားသူတွေကိုတော့ဖေဖော်ဝါရီလ23ရက်နေ့ညနေ3နာရီလောက်မှာရွာတုတ်တံမှာပြီးတကြိုသွားမယ်လို့သိရပါရယ်။အာရခတတိုအီအီကတိမ့်ပိုက်ဖို့ကြံရှိနေသေးတဲ့ရခိုင်ကမြို့သုံးမြို့မှာစစ်ကောင်စီကလုံခြုံရေးကိုအထူးတွင်းမြင့်လိုက်ပြီးတဲ့နောက်မန်အောင်မြို့နေမှာငါးဖမ်းခွင်ကို အထူးတင်းကျပ်ပိတ်ပင်တာတွေလို့ဒေသခံရေလုတ်သားတွေစီကနေသိရပါဗျ။စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့မန်အောင်မြို့နယ်အတွင်းကပင်လယ်ပြင်မှာငါးဖန်းထွက်ခွင့်ကိုအခုလကနေစတင်ပြီးတင်းကျပ်စွာပိတ်ပင်လိုက်တာပါအဲဒါကြောင့်နေဒီသခံ85ရာခိုင်နှုန်းလောက်စောင်းဝနေကြက်တီးမှုတွေနဲ့ဆူဆူဝါဝါရင်ဆိုင်နေကြရတယ်လို့မန်အောင်ဒေသခံအမျိုးသားတယောက်ကနော်ရီစရာကိုပြောပါရီး ငွေကြေးကျပ်တီးတာအပြင်ကုန်စည်နှုန်းကြီးမားတာစေဝါစည်းနှုန်းတွေမြင့်တက်တာတွေကြောင့်ကျန်းမာရေးနဲ့ပတ်သက်တဲ့စေဝါတွေကိုမဝေနိုင်ဘူးလို့မန်အောင်ဒီတခန်နောက်ထပ်အမျိုးသားတယောက်ကလေနရင်းစရာကိုပြောပါရီမြို့ပေါ်မှာဆိုရင်စစ်တပ်ခရိုနီအတိုင်းဝိုင်းတစ်ခုတွေကပဲရန်ကုန်ကိုကုန်ရောင်းကုန်ဝေးပြုလုပ်နိုင်ပြီးဈေးတွေကိုလေတရက်ထက်တရက်အဆမတန်မြင့်တင်ထားတယ်လို့ပြရပါရီ အာရခတက်တော်သိမ့်ပိုက်ထားရေနမ်မြစ်ကန်းချီနာပင်လီပင်ကိုနေကျော်ပြီးငါခုဖန်နေဘင်္ဂလားဒေ့ရှ်နိုင်ငံကရေလုတ်သားစီရောက်ကိုအာရခတက်တော် EE ကဖန်စီလိုက်တယ်လို့သိရပါတယ်။ဖန်စီခံရတဲ့ရေလုတ်သားတွေကတော့မူမာမက်အဒူဟာဆောင်၊ဂျာဘီ၊အဗ်ဒူရဟင်းအပါဝင်ရေလုတ်သားစီရောက်ဖြစ်ပါတယ်။သူတို့ထဲက၄ယောက်ကိုဖေဖော်ဝါရီလ17ရက်နေ့မနက်ပိုင်းမှာ နမ်းမြေနာကပင်လေပြင်မှာဖမ်းမိခဲ့ပြီးနောက်ထပ်6ရက်ကိုတော့ညနေ3နာရီလောက်မှာအလီတန်ကျော်ကန်းချီနာကပင်လေပြင်မှာအီအီရီကန်းချီဆောင်တက်ကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကရေလုံသားတွေဟာမောင်တော်နမ်းမြေကန်ဖတ်နဲ့ဘင်္ဂလားပင်လေအော်ကရခိုင်ပိုင်ရေပိုင်နဲ့အထီလာရောက်ပြီးငါးခုဖမ်းတာတနေ့ထက်တနေ့များပြားလာနေတယ်လို့မောင်တော်ဒေသခံတယောက်ကပြောပါတယ်။အခုဖမ်းဆီးခံရရသူတွေထဲက၄ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတက္ကနဲမြို့နေရှားပူဒီယာကျွန်းဒေါခိန်ပါရာကြီးရောကဖြစ်ပြီးကျန်နေ6ယောက်ကတော့တက္ကနဲမြို့နေဇာဒီမူရာအမတ်26ဒုက္ခတိစခန်းအားဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလေးတင်ဆက်ပေးတော့ပါမယ်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရှစ်မြန်မာမင်းတွေနဲ့ ဘိုးဘောပြည်ပင်တွေထံကအမွေအနှစ်ဖြစ်ရရှိထားတဲ့ပြည်ထောင်စုနေနမိတ်မပြောက်ပြက်စေဖို့ပြည်ထောင်စုဖွာတိုင်းရင်းသားအလုံးရဲ့မွေးရပါတာဝန်လို့စေကောင်းဆောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်။ဖေဖော်ဝါရီလ7ရက်နေ့မှာကြာရောက်ခဲ့တဲ့88နှစ်မြောက်ပြည်ထောင်စုနေကိုပြပိုးတဲ့တဝန်တော်မှာအဲ့ဒီလိုပြောဆိုလိုက်တာပါ။ဒါအပြင်နိုင်ငံရေးတည်ထနာတွေကိုနိုင်ငံရေးနီလန်းအရာဖြည့်ရှင်းနိုင်ဖို့ငြိမ်းချမ်းရေးတကားကိုအစဉ်ဖွင့်လှစ်ထားတယ်လို့လေသူကဆိုပါတယ်။ လက်ရှိတိုင်းပြည်မှာပေါ်ပေါက်နေတဲ့လက်နက်ကင်တော်လန်ရေးကိုလေကိုလိုနီနေရှိရရဲ့သွေးခွေးအုပ်ချုပ်မှုပယောဂါကြောင့်ဆိုပြီးပြောဆိုထားပါတယ်။ဒါအပြင်လက်နက်ကင်အဖွဲ့အစည်းတွေကိုသူတို့လူလားချက်တွေကိုနိုင်ငံရေးနီးလန်းနဲ့ဆစ်ဆက်ညီနိုင်အဖြေရှာရေးအတွက်ဒေသခံတိုင်းရင်းသားတွေအနေနဲ့အားပေးဆောင်ရွက်ကြဖို့ကိုလေမြစ်တာရက်ခံထားတာကိုသုံးလို့ထဲမှာတွေ့ရပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းကဘလို့ပဲပြောဆိုနေပါစေ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကတော့မြန်မာနိုင်ငံတဝန်းမှာစစ်အာဏာရှင်ကြဆုံရေးအတွက်တွန်းလှန်တိုက်ခိုက်နေပါရဲ့ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရုရှားယူကရိန်းစစ်ပွဲအတွင်းမြောက်ကိုရီးယားစစ်သားအနည်းဆုံး၄၀၀၀လောက်တိဆုံးတန်ရာရရှိခဲ့တယ်လို့ CNN ကဖော်ပြပါရယ်။မြောက်ကိုရီးယားဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကနေစတင်ပြီးရုရှားကိုစစ်သား၁၂၀၀၀လောက်ဆီလုခဲ့တာပါ။မော်စကိုနဲ့ပျုံယန်းတို့ဟာ ဂျွန်လာကလက်မှတ်ရေးထိုးခဲ့တဲ့ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်စာချုပ်မှာတနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်ခံရရင်အပြန်အလှန်ကူညီဖို့ကတိကဝတ်ပြုခဲ့ပါရယ်။အဲ့ဒီနောက်မှာရုရှားကိုမြောက်ကိုရီးယားကစစ်သား12,000လောက်ဆီလွတ်ခဲ့တာလို့ယူကရိန်းအရာရှိတွေနဲ့အနောက်နိုင်ငံထောက်လန်းရေးအစီအရင်ခံချက်တွေကဆိုပါရယ်။သဘောတူညီချက်စာချုပ်အရမြောက်ကိုရီးယားစစ်သားတွေဟာယူကရိန်းနဲ့စစ်ပွဲမှာရုရှားဘက်ကဝင်တိုက်ပေးရုံသာမက စစ်ပွေးအတွင်းတန်ရာရရှိခဲ့တဲ့ရုရှားစစ်သားတွေကိုလေမြောက်ကိုရီးယားမှာစေဝါကူတမှုပေးခဲ့တယ်လို့ရုရှားတန်မတ်ကြီးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်နရီဇာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပြီ။နောက်နေ့တွေမှာလေထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျမတို့နရီဇာကထုတ်လွှင့်တဲ့သတင်းတွေကို www. norinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါ रे norinzara ရုပ်သံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်